ီစီမပြည်သားများအားလုံးပဲမင်္ဂလာပါခင်ဗျာနှစ်ပတ်တစ်ချိန်ထုံးလင်းပေးနေကြဖြစ်တဲ့စုခင်းလန်ကပန်ဒရင်အစီအစဉ်ကနေကြိုဆိုပါရစေဒီခေါက်စုခင်းလန်ကပန်ဒရင်အစီအစဉ်မှာတော့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အဖွဲ့အသံအဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာမက်စပီကိုငလျင်ကြောင့်စက်တွေလိုင်းနေပြတ်တောက်တာနဲ့ပတ်သက်ပြီးမြေပြင်မှာတွားရောက်ကူညီကယ်ဆယ်မဲ့ volunteer တွေကိုအကြံပြုထားရတဲ့ စစ်ကောင်းဆောင်မင်းအောင်လည်းကဘန်ကောက်မှာပြုလုပ်တဲ့ဘင်းဆက်စီဝေကိုတမတ်ရထက်စောပြန်သွားနဲ့ပတ်သက်ပြီးအခုတပတ်စုခင်းလန်းကပန်ဒရင်အစီအစဉ်မှာဆက်သွယ်မေးမြန်းထားပါရခင်ဗျာဟုတ်ကဲ့မက်ဆီပီမင်္ဂလာပါခင်ဗျာဟုတ်ဟုတ်ကဲ့မင်္ဂလာပါဟုတ်မဟိုအခုမြန်မာနိုင်ငံမှာပေါ့နော်ကျွန်တော်ငလင်ကြောင့်ဘေးဒုက္ခရောက်နေတာအားလုံးလည်းအမြင်ပေါ့နော်မဆိုတော့အမားရုပ်အဖွဲ့ကလည်းဒီဆက်သွယ်ရေးငလင်ကြောင့်ဆက်သွယ်ရေးလမ်းကြီးပြတ်တောက်ခံရတာတွေနဲ့ပတ်သက်ပြီးတော့ မြေပြင်မှာသွားရောက်ပြီးတော့ကုညီကယ်ဆယ်မဲ့ volunteer တွေကိုအကြံပြုထားတာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ထုတ်ပြန်ထားလည်းတွေ့ရတယ်ဆိုတော့ဒီလို phone line internet line တွေကကျွန်တော်လက်ရှိအချိန်လိုကာလမျိုးမှာပေါ့နော်ဘယ်လောက်ထိအရေးပါပါလဲခင်ဗျ အာဟုတ်ကဲ့ဆိုတော့အဓိကတော့ဒီဆက်သွယ်ရေး line နေပေါ့နော်ဆိုတော့ internet မှမဟုတ်ဘူးဒီ phone line နေပေါ့နော် phone line နေကလည်းဒီဆက်သွယ်ရေးထဲမှာဟိုဆက်သွယ်ရေးအဓိကဆက်သွယ်ဖို့ကုလူဆက်သွယ်ဖို့အတွက်အဓိကအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိရယ်ပေါ့နော်ဆိုတော့အာအခုလိုမျိုးအခုကာလာမှာမဟုတ်ဘူးပေါ့နော်ဟိုဥစားဒီလက်ရှိကျမတို့ဒီဟို ီအခုခေတ်ကာလအနေထားနဲ့ဆိုလို့ရှိရင်ကကျွန်တော်တို့ဒီအင်တာနက်ဆိုတဲ့အရာပေါ်မှာကျွန်တော်တို့မိခိုးပြီးတော့ဗောနော်လူတိုင်းရဲ့အနေစဉ်ဘဝကကျွန်တော်တို့အင်တာနက်ပေါ်မှာမိခိုးနေရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတရင်အချက်လက်ဘယ်တရင်အချက်လက်ကိုကျွန်တော်တို့သိချင်လဲကျွန်တော်တို့အင်တာနက်ပေါ်မှာရှာလို့ရတယ်။ဘယ်တရင်အချက်လက်မဆိုကျွန်တော်တို့ကအင်တာနက်ပေါ်မှာကျွန်တော်တို့ထုတ်ပြန်တာတွေရှိတယ်။ဟိုလက်လက်လွယ်လင်းတကူဗောနော်လွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ဟို ီကဘာနဲ့တဝမ်းဆက်သွယ်တာထိတ်ဆက်တာပြောမလားဆက်သွယ်တာပြောမလားအရရကျွန်တော်တို့ဒီဟိုကျွန်တော်တို့ဒီဆဲဆုဒီကာလတွေပေါ့နော်ဒီဒါဒီကိုဒီကျွန်တော်တို့မြန်မာနိုင်ငံဒီအင်တာနက်စသုံးပြီးပွင့်သွားတဲ့ကာလတွေပေါ့နော်ဒီ2000ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့2010အလွန်2012ကစပြီးရောပေါ့နော်ကြည်ကြည်ပြည့်ပြည့်ကျွန်တော်တို့ဟိုသုံးတာနဲ့စပြီးရောကျွန်တော်တို့ဒီဟိုအင်တာနက်ဒီဆက်သွယ်ရေးလိုင်းတွေကပို့ပြီးတော့အာမြင်လင်းလင်းမြင်မြင်နဲ့မြင်ဆန်ဆန်နဲ့ကျွန်တော်တို့ဆက်သွယ်ရေး ဟိုမှာအရန်ကိုအရေးပါတဲ့အရာတစ်ခုအနေနဲ့ဖြစ်လာခဲ့တယ်ပေါ့နော်ဆိုတော့အခုလိုမျိုးကာလပေါ့အခုလိုကျတို့ဒီကဒီမြင်းကလင်းတန်းကာလမျိုးတွေဒီတဘာဝဘေးအနေရဲ့ကာလတွေမှာဆိုလို့ရှိရင်ဒါကကျွန်တော်တို့ဟိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအသက်တစ်ခုနေအသက်ဟိုအသက်တစ်ခုကျွန်တော်တို့အသက်မဆုံးရှုံးဖို့တရေအချက်လက်ကဟိုအရေးကြီးနေတဲ့ကာလလို့ပြောလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီပေါ်မှာမိတမိခိုးပြီးတော့ပဲကျွန်တော်တို့တည်င်းချက်လက်ထုတ်ပြန်မလား။ပြီးလို့ရှိရင်မြေနေနဲ့ပတ်သက်တဲ့ဘယ်ဟာတွေတော့ဘယ်လိုမျိုး ကကိုကိုရကိုကိုကိုကာကွယ်ဖို့အတွက်ဘလို့အချက်လက်တွေစောင်းရင်ရှောင်းရင်ညီမတို့ဝေးမြမလားစတာတွေကိုညီမတို့ကလွယ်လင်းတကူဒီအင်တာနက်ပေါ်ကနေပြီးညီမတို့ဟိုအလွယ်တကူပေါ့ညီမတို့ဟိုဖတ်လို့ရမယ်အာရှာလို့ရမယ်ဆက်သဖြင့်ညီမတို့ဒီပြောမယ်ဆိုရင်တော့ဒါကဟိုဘလို့ပြောအသက်ထကိုပဲအရေးကြီးရဲ့အာဒီဆက်သွယ် line အနေနဲ့ဟာရှိရပေါ့နော်ဆိုတော့ဒါပေမဲ့လည်းကျွန်တော်နိုင်ငံအနေထားနဲ့ကြည့်မယ်ဆိုလို့ရှိရင်၄နှစ်တာကာလအာနာတင်းထားတယ်ဒီကာလမှာပဲကျွန်တော်တို့ကဒီဆက်သွယ် line ကိုဖြတ်တော့ဒီ စစ်တပ်ကနေမြန်မာစစ်တပ်ကနေပြီးတော့ internet line တွေကိုဖြတ်တောက်ထားတာဆိုလို့ရှိရင်ကဒီမြေငလျင်တန်းကြောင့်ဖြတ်တောက်ထားတယ်ဆိုတာထက်စစ်တပ်ကနေပြီးတော့ပြည်သူလူထုကိုတရင်အချက်လက်မပေးခြင်းကိုဖိနှိပ်ထားတဲ့ဟာရည်ရွယ်ချက်ရှိရှိနဲ့ဖိနှိပ်ထားတယ်ဆိုတာကအခုမှမဟုတ်ဘူးပေါ့နော်ဟိုဒီလေးနှစ်တာကာလအတွင်းမှာကျွန်တော်တို့ပေါ်လွင်ပြီးသားဖြစ်တယ်ဆိုတော့နောက်တစ်ခုဟို ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဟိုဒီကာလမှဒါဒါတာဝါတိုင်းနေကျိုးလို့ဒါဖြစ်လို့ဆိုတဲ့ဟာမျိုးကိုကျမတို့ဟိုဒါမျက်နှာထင်တာလည်းဘာမှရှိနေစရာမရှိဘူးဒါရည်ရွယ်ချက်ရှိရှိနဲ့ဥမာသခိုင်းလိုနေရာမျိုးမှာဆိုလို့ရှိရင်ကျမတို့ဒါမြေငလျင်တန်းကိုအကြီးအကျယ်ဆုံးတဲ့လူသူပေါ့နော်ဒီ အများဆုံးဟိုဒီတိတ်ဆုံးမှုတွေပျက်စီးမှုအများဆုံးခုဒီနေ့အထိကိုကျွန်တော်တို့ခံနေရတဲ့နေရာပေါ့နော်ဟိုမြင်ငလေးနဲ့ပတ်သက်တဲ့တရင်အချက်လက်တွေကလည်းအခုထိကိုဘာမှတိတိယောက်နဲ့ရရှိနေရလည်းမရှိဘူးပေါ့နော်ဆိုတော့အဲအဲ့လိုနေရာမျိုးမှာအရင်ကလည်းအခုပေါ့နော် match လာထိဆိုလို့ရှိရင်ဒါ20နဲ့ ဟိုရှစ်မျိုးနယ်ပေါ့နော်ဒါကျမတို့လက်လန်းမိတလောက်ကောက်ရတလောက်ပေါ့နော်ဒါ28မျိုးနယ်နေပါဖြတ်ထောက်ခံထားရတယ်ဆိုတော့ကျမတို့ဟိုလက်လန်းမမိတဲ့နေရာတွေအများကြီးရှိသေးရေပေါ့နော်ဆိုတော့မြန်မာနိုင်ငံတဝမ်းမှာဆိုလို့ရှိရင်လည်းဒါမျိုးနယ်ပေါင်း100ကျော်အင်တာနက်ဖြတ်ထောက်ခံထားရပေါ့ဆိုတော့ပြောချင်တာကတော့အခုကာလမှာဟိုကျမတို့တရေအချက်အလက်ရရှိဖို့ပေါ့နော်လူတွေရဲ့ဒီအသက်ပြောမလားအသက် အနေရပြောမလားပြီးွားလို့ရှိရင်ကျမတို့အကူအညီထောက်ပံ့မှုတွေပဲပြောမလားပြီးွားလို့ရှိရင်ကျမတို့တယောက်နဲ့တယောက်ချိတ်ဆက်ဆက်သွယ်ဖို့ပေါ့နော်ဥမာဟိုလိုအပ်ချက်တွေမှာအလှူဖို့တမ်းဖို့ပြောမလားဒါမှမဟုတ်မိသားစုအချင်းချင်းဆက်သွယ်ဖို့ ပြောမလားဗောနော်ကျွန်တော်တို့အရင်အရေးကြီးရေဗောနော်ဒါတော့မှကျွန်တော်တို့အခြေခံလိုအပ်တယ်ဗောနော်ဒါဟိုစာဝတ်နေရေးကိစ္စတွေဒီစီးပွားရေးဗောနော်ဒီအင်တာနက်ပေါ်မှာမှီခိုးပြီးအလုပ်လုပ်နေရတဲ့စာဝတ်နေရေးကိစ္စတွေပြီးလို့ရှိရင် ကျန်းမာရေးကိစ္စတွေမပါသေးဘူးဗောနော်ကျွန်တော်တို့ဒီမြေငလင်းနဲ့ပတ်သက်တဲ့တည်င်းအချက်အလက်ဆိုတော့အရာကိုပဲရယူဖို့အတွက်ကိုပဲကျွန်တော်တို့ဟိုစဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကကိုရီဟိုဒီကျွန်တော်တို့နိုင်ငံကလူလူအတွက်ဒီအသက်ထမကပေါ့နော်ဒီရေးကြည့်ရတဲ့အချက်လက်ရရှိဖို့အတွက်ပေါ့နော်ဆိုတော့အာ ဆိုတော့ဒါမဲ့လည်းသိကြရတယ်အခုချိန်ဒီကျွန်တော်တို့ဒါကျွန်တော်တို့အဖွဲ့တွေကနေပြီးတောင်းဆိုထားရလဲရှိရေဒါပေမဲ့ဟိုဒါကဟိုပြောပြောမဲ့ဒါပြောတာပဲပေါ့နော်ဒါမဲ့ဒီဟာတွေကဟိုဖြစ်လာမယ်လို့လဲကျွန်မအနေနဲ့ကတော့ဟိုစာအမြတ်ဘာမှမျှော်လင့်ချက်မရှိဘူးပေါ့နော်ဆိုတဲ့ဟာမျိုးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အမအမကကုနာဖြေွားရဲ့မှာလဲအမတို့အဖွဲ့အပါဝင်ပေါ့နော်ဟိုဖွဲ့ပေါင်း190ကတောင်းဆိုထားရှိရဲဆိုတော့လေဒီလိုကြီးညာချက်တွေထုတ်ပြန်ချက်တွေပေါ့နော် ီ internet ပိတ်ခံနဲ့ပတ်သက်ပြီးတော့ကြီးညာချက်ထုတ်ပြန်ချက်တွေတောင်းဆိုချက်တွေကဟိုလက်တွေ့မှာတော့တကယ်ကြီးရောက်ရလားအမအနေနဲ့ဟိုဘယ်လိုမြင်လဲပေါ့နော်အဲ့အရာဒီအကျယ်သဝင့်ရှင်းပြပေးပါလားမဟုတ်ကဲ့ဆိုတော့ဟိုတကယ်ဒီမိကွန်းကကောင်းနေပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျောင်းကိုယ်တိုင်ကအာဥမာဟိုစဘယ်လိုပြောအတွေ့အကြုံပေါ့နော်။အတွေ့အကြုံရပေါ့နော်။ပြပြချင်တာလည်းရှိရပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအာအာနာသိန်းကလေးရပေါ့နော်။ဒီမြန်မာစစ်တပ်အာနာဒီ ဒီဟိုအနာဆက်သိန်းနဲ့ဒီ February ကနေပြီးတော့ကျွန်တော်တို့အာဒီဟိုဘယ်လိုပြောအရက်ဘက်အဖွဲ့အစည်းတွေကပဲပြောပြောအာတခြားသောအစုအဖွဲ့တွေကပဲပြောပြောကျွန်တော်တို့ကထုတ်ပြန်ချက်တွေပေါ့နော်ဒါကိုအနာသိမ့်မှုကိုစန့်ကျင်နေဆိုတော့ထုတ်ပြန်ချက်တွေပဲပြောပြောဒါမှမဟုတ်ဒီစစ်တပ်ကနေပြီးတော့လှုပ်လိုက်တဲ့ ဟိုပေါ့နော်ဒီချိုးဖောက်မှုတွေအာရက်ဆက်ကြမ်းကြုတ်တဲ့ကိစ္စရဲ့အဝဝတွေကိုကျွန်တော်တို့ကထုတ်ပြန်ချက်တွေအာအများကြီးကျွန်တော်တို့ထုတ်ကြတယ်ပေါ့နော်တူဟိုတစ်ဖွဲ့နဲ့တစ်ဖွဲ့လည်းတူတာမရှိဟိုမတူတာတွေလည်းရှိမယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အသေးကြတယ်ဒီမြန်မာစစ်တပ်ကိုကျွန်တော်တို့ကစန့်ကျင်နေဆိုတဲ့ဟာကိုကျွန်တော်တို့ကပြဖို့ပြတဲ့အနေနဲ့ကျွန်တော်တို့ထုတ်ပြန်ကြရပေါ့เนาะဆိုတော့အာတာမန်လူတရအနေနဲ့ကြည်လိုက်လို့ရှိရင်တော့ဒီဟာက ဟုတ်ပြီး ဟိုထုတ်ပြန်လိုက်တယ်ဟာစာသားတွေအနေနဲ့ဒါကိုလက်မခံပါဘူးစသဖြင့်ပေါ့အများကြီးဖွင့်နေထားတာအများကြီးအချက်အလက်အရာရေးသားထားတာတွေလည်းအများကြီးရှိရယ်ပေါ့နော်ဆိုတော့ဟိုနှီးမျိုးစုံနဲ့ရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒါက ဘလိုမျိုးအနေထားမှာအသုံးပြတာလဲဘလောက်မှုထိဘလောက်ဘလိုမျိုးထိရောက်မှုရောရှိရလားပေါ့ဆိုတဲ့ဟာမျိုးမိကုန်နေရှိနိုင်တယ်ပေါ့နော်ဆိုတော့ကျမကိုယ်တိုင်လည်းအာဟိုတွေးဘူးတယ်ဟိုဟိုစဒီဟာတွေကဟိုတကယ်ရောထိရောက်မှုရှိလားရှိရလားပေါ့ဆိုပြီးတော့ပေါ့နော်အတွေးတွေများဘူးတယ်ပေါ့နော်ဆိုတော့ဘလိုပုံစံလဲဆိုတော့ကျမတို့ကဟိုဒီဒီလိုမျိုးထုတ်ပြန်ချက်တွေထုတ်ချင်းအားဖြင့်ပေါ့နော် ကျမတို့ကရိုးရိုးပေါ့နော်အာထုတ်လိုက်တယ် ဟိုကျွန်တော်တို့ဆန့်ကျင်ပါတယ်ဆိုရဲဟာထုတ်လိုက်တယ်ဒါမှမဟုတ်ကျွန်တော်တို့တောင်းဆိုပါတယ်ဆိုရဲဟာမျိုးထုတ်လိုက်တဲ့အခါထုတ်ပြန်ချက်ကိုထုတ်လိုက်ပြီးကျွန်တော်တို့ကအင်တာနက်ပေါ်မှာတင်လိုက်ပြီးတော့ဟိုတာမန်ပြည်သူလူထုဒါမှမဟုတ်အင်တာနက်အသုံးပြုလို့ရတဲ့လူတွေကအကြည့်လိုက်တယ်ပြီးွားတယ်ဆိုရဲဟာတခုတည်းနဲ့သွားတာမဟုတ်ဘူးပေါ့နော်ဒီဟာဒီသတင်းအချက်လက်ကိုထုတ်ပြန်တဲ့အနေနဲ့အင်တာနက်ပေါ်မှာတင်တယ်အာဒါမှမဟုတ်ဟိုဒီချခြားတော့ပေါ့နော်ဒီ social media platform တွေမှာတင်တယ်ပေါ့နော်ဆိုရဲဟာမျိုးတွေရှိမယ်ဒါပေမဲ့တကယ်တကယ်ရည်ရွယ်ချက်ကတော့ဒီထုတ်ပြန်တဲ့အဖွဲ့ပေါ့ဦးဆ ောင်ပြီးတော့ထုတ်ပြန်တဲ့အဖွဲတွေရှိမယ်ပူးပေါင်းပြီးတော့ထုတ်ပြန်တဲ့အဖွဲတွေကနေပြီးတော့သူတို့မှလိမ့်မှုတဲ့လူရှိပါရှိရပေါ့နော်ဆိုတော့ဥမာသူတို့လိမ့်မှုတဲ့သူကဥမာထားပါတော့ကျွန်တော်တို့ဒီထုတ်ပြန်တဲ့တစ်ခုတည်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူသားချင်းစာနာ ထောက်ထားတဲ့အကူအညီတွေရဖို့အတွက်ဆိုလို့ရှိရင်ကျမတို့ကနိုင်ငံတကာရဲ့အကူအညီတွေဘယ်အဖွဲ့အစည်းကိုကျမတို့ကလိမ့်မူမှာလဲပေါ့ဆိုတော့ကျမတို့ကအဲ့ဒီဟာကို ပြန်ပြီးတော့ကျမတို့ email ပို့တာပဲဖြစ်ဖြစ်ကျမတို့ပြန်ပြီးတော့အာဒီဒီဟာကိုဒီဒီအကူအညီတွေထောက်ပံ့နေတဲ့ပတ်သက်ပြီးနိုင်ငံတကာမှာလှုပ်ဆောင်နေတဲ့အဖွဲ့တွေဘယ်နှဖွဲ့ရှိလဲ ဒီဘွဲတွေကမြန်မာနဲ့ပတ်သက်ပြီးတော့ဘလို့အနေထားမျိုးမှာဘလို့မျိုးမသိနေရရရှိလဲဒါတွေကိုကျွန်တော်တို့ကဟိုတည်င်းအချက်လက်အတိအကျနဲ့ပေါ့နော်သူတေသနာဒီပါဝင်ပေါ့ကျွန်တော်တို့လောက်ရတာမျိုးရှိရဲ့အဲ့တော့ကျွန်တော်တို့တခုတခုဟိုဘလို့ပြောကျွန်တော်တို့နိုင်ငံတကာပေါ့နော်ဒီတတန်တမန်ရေးရပဲပြပြအဖိုကီစီပေါ့ဒီအာလောက်တဲ့အခါမျိုးမှာဟုတ်ပြီကျွန်တော်တို့ရဲ့ထုတ်ပြန်ချက်ကဘလောက်တိထိရောက် နိုင်လဲဆိုလို့ရှိရင်ကျမတို့ကသူတို့နဲ့စကားပြောတဲ့အခါမှာဒီနိုင်ငံကအဖွဲ့အစည်းတွေနဲ့စကားပြောတဲ့အခါမှာပေါ့ဒီမှာကျမတို့ဒါစန့်ကျင်ကြအောင်ပေါ့ဒါကျမတို့စန့်ကျင်ကြအောင်ကျမတို့လုပ်ထားတယ်ဒီမှာဒီသူတို့အဖွဲ့အစည်းကိုလည်းကျမတို့လိမ့်မှုထားတယ်ဒါပေမဲ့သူတို့ရဲ့တုံ့ပြန်မှုကျမတို့မရရှိဘူးသူတို့ဒီထားပါတော့ဥပမာဆိုလို့ရှိရင်ကျမတို့ကအာဆီယံထားပါတော့ကျမတို့အာဆီယံနဲ့ပတ်သက်ပြီးတော့ကျမတို့အာဒီဒီမြန်မာစစ်တပ်ကိုအခုထိပေါ့ဥမာမီတင်တွေဖိတ်နေရပဲဖြစ်ဖြစ်ပေါ့ကျမတို့ကထားကိုစန့်ကျင်ကြအောင်ကျမတို့လိမ့်မှုပြီးတော့အာဆီယံကိုကျမတို့အာဒီထုတ်ပြန်ချက်ထုတ်ထားတယ်ဒါပေမဲ့သူတို့စီက response လာဘူးဆိုရစသဖြင့်ပေါ့နော်ဒါမှမဟုတ်ဟိုသူတို့ကဘယ်လိုမှကျမတို့ response လာမှာလဲကျမတို့ကပြန်ပြီးတော့အာဟို follow up လုပ်ရတာမျိုးတွေပေါ့ရှိရပေါ့နော်ဆိုတော့အဓိကကတော့ကျမတို့ကနိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါမှာနိုင်ငံတကာ advocacy လုပ်တဲ့အခါမှာပေါ့နော်ဒီလိုမျိုးဟိုထုတ်ပြန်ချက်တွေနဲ့ကျမတို့တစင်တစင်သွားရတာမျိုးတွေရှိရပေါ့နော်ဟိုဒီတိုင်းကျမတို့ကနိုင်ငံတကာအာဒီဟိုဆက်ဆံရေးအခါမှာဒီတိုင်းသွားပြီးမြန်မာချင်းဆိုင်စကားပြောတာမျိုးထက်ဒါကျမတို့ရဲ့ ဟိုစုပေါင်းမှုပေါ့ solidarity ကိုကျွန်တော်တို့ပြခြင်းအဖြစ်မို့ဒါကျွန်တော်တို့ရဲ့အာဒီအဖွဲ့ဥမာဆိုလဲဒီဟိုမြန်မာနိုင်ငံမှာရှိအဖွဲ့အစည်းအားလုံးကနေပြီးတော့ဒါကြီးကိုစန့်ကျင်ပါတယ်အခုဆိုလဲဒီမြန်မာကိစ္စနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်နိုင်ငံတကာရဲ့အာဒီထောက်ပံ့နေမရရှိဘူးဒါကိုစစ်တဲ့ရဲ့လက်ထက်ကနေပြီးသွားလို့မရဘူးလုံးဝအောင်ဒါဆိုလို့ရှိရင်ပြည်သူလူထုစီကိုရောက်မှာမဟုတ်ဘူးဒါကြောင့်မလို့ဘလို့မျိုးအဖွဲတွေကနေသွားတက်มาတယ်မြေပြင်မှာရှိတဲ့အဖွဲတွေဘလို့ရှိပါတယ်ဆိုတဲ့ဟာကိုကျမတို့က ဟိုဟိုတေချာပေါ့နော်ဒီဟိုစစ်တန်းနဲ့အဖွဲ့အစည်းတွေဘယ်လိုရှိပါလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကတေချာစနစ်တကျအရေးသားပြီးတော့ဒီအဖွဲ့အစည်းတွေကိုလိမ့်မှုပြီးပို့ရတာအဲ့တော့မှသူတို့ကဖတ်မယ်ဒါကိုလေ့လာမယ်ဥမာစကားပြောစရာရှိရင်ပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဟာကိုထုတ်ပြန်ချက်ထုတ်ပြီးတော့မှနောက်တစ်ဆင့်နေနဲ့သူတို့နဲ့ meeting လုပ်တာမျိုးတွေအာစကားပြောတာမျိုးတွေတစ်ဆင့်ပြီးပြန်တက်တာမျိုးတွေပေါ့နော်ဒါမျိုးတွေရှိရပေါ့နော်ဆိုတော့ပြောချင်တာကတော့ကျွန်တော်တို့ဒီနိုင်ငံတကာရဲ့ဒီ ဟိုဘယ်လိုပြောမလဲဒီဟို support ပေါ့နော်နိုင်ငံတကာရဲ့ support အာထောက်ပံ့မှုရရှိဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုးအာထုတ်ပြန်မှုတွေကလည်းအရေးကြီးရယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီဘယ်လိုပြောမလဲငြိမ်ခန့်နေတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကဒီအစုအဖွဲ့တွေရှိရယ်ကျွန်တော်တို့ဒီဟိုဒီလူဒုပေါ့နော်ဒီမြန်မာလူဒုကနေပြီးလာတဲ့အတန်တွေရှိရယ်ဒီဟာတွေကဒီဟာတွေဒီဒီမြန်မာစစ်တပ်ကိုလုံးဝအချိန်မရွေး နေရာမျိုးမှာအများအားစန့်ကျင်နေရဲဆိုတော့အရာကိုလည်းကျွန်တော်တို့ကဒီပို့ပြီးတော့ဘောနော်ဒီတိစေချင်တာပေါ့နော်ဆိုတော့အဲ့အဲ့လိုမျိုးရည်ရွယ်ချက်တွေပေါ့အဓိကတော့ငြိမ်ခံမနေဘူးဒါအများအားစန့်ကျင်နေရဲဆိုတော့အာဟိုခံစားဟိုဘယ်လိုပြောမလဲအာလုံရက်တွေပေါ့နော်ဒါဒါမျိုးတွေကိုကျွန်တော်တို့ပြကျင်တာလည်းရှိရဲပေါ့နော်ဆိုတော့အဲ့အဲ့လိုအချက်တွေကြောင့်ကျွန်တော်တို့ဒီပို့ပြီးတော့အာထိရောက်မယ်ပို့ပြီးမြန်ဆန်မယ်ပေါ့နော်ဒါကြောင့်ဒီဟာဒီဒီဟာကဟိုဟိုထိရောက်တဲ့ နီလန်တစ်ခုထဲမှာပါတယ်ပေါ့နော်ဟုတ်ကဲအမဟိုကျွန်တော်အဲ့အနေနဲ့ပတ်သက်ပြီးတစ်ဆက်သေးဆက်မေးချင်တာခုနကအမပြောရတဲ့မှာလည်းပါတယ်ပေါ့နော်ဒါဒီလိုထုတ်ပြန်ချက်တွေကြီးညာချက်တွေနိုင်ငံကအဖွဲ့အစည်းတွေလည်းပို့ရဆိုတော့ဒီအခုဟိုအင်တာနက်ပိတ်ဆို့ခံရတာရေပုံစံနေပိတ်ဆို့ခံရတဲ့ပတ်သက်ပြီးအမတို့အဖွဲ့ပေါင်း190ကလည်းဒီနိုင်ငံတကာထုတ်ပြန်တဲ့ပတ်သက်ပြီးနိုင်ငံတကာပို့မှာပဲဆိုတော့နိုင်ငံတကာရောအမားတို့ကိုအဲ့120ရက်အဖွဲ့အဖွဲ့ပေါ့နော်120လက်ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်တစ်ဖွဲ့ဖွဲ့ကိုပြန်လဲဆက်တွေ့တာ response ဒါပြီလားပေါ့နော်ဘယ်လိုဘယ်လိုမျိုးအခြေအနေရှိလဲဒီအခြေအနေနည်းနည်းလေးရှင်းပြပေးပါလားမှာဟုတ်ကဲ့ဆိုတော့အာအမှန်တမ်းပြောရင်တော့ဟိုလက်ရှိ ठी ပေါ့နော်လက်ရှိမှာတော့ကျွန်တော်တို့ဒီကျွန်တော်တို့ကိုစာဒီအင်တာနက်ဖြတ်တောက်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ထုတ်ပြန်တဲ့အထင်းမှာတော့ဟိုလက်ရှိကျွန်မသိရတဲ့လောက်တော့မရှိသေးဘူးပေါ့နော် အမရှိသေးဘူးဒါပေမဲ့အာနိုင်ငံတကာအဖွဲ့အစည်းတွေပါတယ်ပေါ့နော်ကျွန်တော်တို့ဒီထုတ်ပြန်ချက်ထဲမှာပေါ့နော်ဆိုတော့အဲနိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့ဒီအာဒီ internet ပြတ်တောက်တာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်တခြားသောဒီသူတို့နဲ့ထိဆက်နေတဲ့ချိတ်ဆက်နေတဲ့အဖွဲ့အစည်းတွေပေါ့နော်နိုင်ငံတကာအဖွဲ့အစည်းတွေကိုအာဒီဟိုဆက်ပြီးတော့ပေါ့နော်ဒီဟိုဒီဒီဟာနဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ဟိုပြပြတာပဲဖြစ်ဖြစ်ပို့ ဟိုပို့ပြီးတော့ဘယ်လိုပြောမလဲဥဆောင်ပြီးတော့လောက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါဒါမျိုးတွေတော့လောက်သွားဖို့ရှိရယ်ပေါ့နော်ဆိုတော့ပြီးတော့နောက်တစ်ခုကကြာတော့ကျွန်တော်တို့ဒီ internet အာဟိုပြန်ဟိုဥစားပေါ့အမြန်ဆုံးပေါ့နော်ဒီဖွင့်ပေးဖို့အတွက်ကျွန်တော်တို့ဒီထုတ်ပြချက်အာထုတ်တဲ့အထက်မှာဆိုလို့ရှိရင်လည်းအဓိကကတော့ကျွန်တော်တို့ဟိုဟို highlight ပေါ့နော်ပို့ပြီး highlight ကတော့ဒီမြန်မာစစ်တပ်ကိုပေါ့နော်မြန်မာစစ်တပ်အနေနဲ့ဒီလိုမျိုးအာတရင်အချက်လက်တွေကိုအမှောင်ဟိုတရင်အမှောင်ချထားတာပေါ့နော်ဒါလေးနှစ်တာကာလအတွင်းရှိပြီးဒီဟာကိုဒီလိုမျိုး ာ emergency ပေါ့နော်ဒီအရေးပေါ်ကာလဟိုမှာအမြန်ဆုံးပြန်ဖွင့်ပေးဖို့ဆိုတော့တောင်းဆိုတဲ့အချက်ကတော့ဦးစားပေးအာဖြစ်လိမ့်မယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့အမဒီအမတို့အတန်အဖွဲဆိုရင်ပေါ့နော်ဒီထောင်ကျနေတဲ့ media တမားစစ်တမ်းတွေပါကြောက်တာကျွန်တော်တွေ့ရပေါ့နော်ဆိုတော့အခုဆိုရင်လည်းကျွန်တော်ဒီငလျင်နဲ့ပတ်သက်ပြီးနိုင်ငံတကာသတင်းတော့တွေကိုပေါ့နော်မြမငီဟိုငလျင်သတင်းကိုပြည်တွင်းကိုဝင်ရောက်ပြီးတော့သတင်းရယူဝင်ကိုစစ်ကောင်စီကခွင့်မပြုတာကကျွန်တော်တို့ မြမပြည်သူတွေအတွက်အလိုနစ်နာမှုဖြစ်ပေါ်စေရလို့အမအနေနဲ့မြင်ပါလဲခင်ဗျ။ဟုတ်ကဲ့ဟိုဒီဟာကတော့ရှင်းရှင်းလေးပဲဒါကျမတို့ဒီဟိုကျမတို့မြန်မာနိုင်ငံကျမတို့ဖြစ်ပျက်နေတဲ့ဟာတွေကိုဒီသတင်းအမှောင်ချထားမယ်အာဒီဟိုမြန်မာနိုင်ငံပြင်ပကလူတွေကိုပေးမသိဘူးနိုင်ငံတကာကိုပေးမသိစေခြင်းဘူးဘာလို့လဲဆိုတော့တေးကြတယ်သူတို့ဟိုမတရားလုပ်ထားတာတွေပေါ်မှာဆိုလို့ပေါ့နော်ဒါအရှင်းဆုံးပဲပေါ့နော်မတရားလုပ်ထားတာဒီဟိုဒီ အာအနာအနာဒိနာစပြီးတော့ဗောနော်လူလိုလူကိုလူလိုမဆက်ဆံလူလိုလူဟိုလူကိုလူလိုမဆက်ဆံမဲနဲ့ဟိုဖိနှိပ်ခံထားရတာ၄အများကြီးပဲဗောနော်ဆိုတော့ဒီဟာတွေကိုတိမာဆိုလို့အာပေးမဝင်တာဗောနော်ဆိုတော့တရင်အမှောင်ချတာဗောနော်အဲ့ဒါနဲ့တက်ဆက်တဲ့ဒီနိုင်ငံတကာဒီတရင်ထောက်တွေမှာမဟုတ်ဘူးဗောနော်ပြည်တွင်းမှာဆိုလို့ရှိရင်လည်းဟိုပြန်ကြည့်ကြည့်ဗောပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ဒီဟိုမြန်မာကျမတို့ပြည်သူဒီဘယ်လိုပြောမလဲကျမတို့နိုင်ငံ မရှိရဲ့တရင်နောက်တွေဆိုတာကဒီနိုင်ငံမှာမနေနိုင်အောင်လို့အမျိုးနှီးမျိုးစုံနဲ့ဖိနှိပ်မယ်နှီးမျိုးစုံနဲ့ဖမ်းဆီးမယ်ထောင်ချမယ်အသက်ပေးရတာရှိအသက်ပေးရတဲ့ပေးလိုက်ရတဲ့လူတွေရှိရဲ့ပေါ့နော်ဆိုတော့အဲဒါမျိုးတွေအများကြီးပဲဆိုတော့ဟိုကျွန်တော်တို့မှာတရင်အချက်လက်ပေးဖို့တရင်အချက်လက်လိုက်ဖို့အခုဆိုရင်ကြည်ကျွန်တော်တို့ဒီ internet ဆောင်မျက်နှာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအရင်ကစိတ်မကောင်းဖြစ်ရတယ်ပေါ့ဘာလို့လဲဆိုတော့တက်လာတဲ့ပုံတွေကိုကြည့်ပေါ့နော်ဓာတ်ပုံတွေကိုကြည့်မလားကျွန်တော်တို့တရင်အချက်အလက်ကိုကြည့်မလားပေါ့နော်အဲ့ဒီအရာတွေအကုန်လုံးကဟို တီတူလူလူကနေပြီးတော့ပဲဟိုကျွန်တော်တို့ဒီဟိုမှာသူတို့မှာရှိရဲ့ဖုန်းလေးတွေနဲ့ရိုက်ထားတာမျိုးပေါ့နော်ဒါမျိုးတွေကျွန်တော်တို့တရင်တရင်ဌာနတွေကလည်းပြန်သုံးရတာတွေရှိတယ်လို့မျိုးကျွန်တော်တို့ပြည်သူလူထုကလည်းဒါတွေပဲပြင်မြင်ရတာမျိုးရှိတချို့နေရာတွေဆိုလို့ရှိရင်ဒီထက်ပိုပြီးအခြေအနေဆိုးတဲ့တရင်တွေကျွန်တော်တို့မရဘူးပေါ့နော်မရရှိနေဘူးကျွန်တော်တို့လက်လက်မမီဘူးကောက်ခံပို့တော့မှာပေါ့အဲ့လိုအနေအထားမျိုးလည်းရှိဥမာဓာတ်ပုံတွေဆိုလို့ရှိရင်တကယ်တာကျွန်တော်တို့ဒီအရင်ပေါ့နော်ဒီအာနာတိန်းထားတဲ့ ကာလာမဟုတ်ခဲ့လို့ရှိရင်ဒါဒီကျမတို့မြို့မှာသတင်းထောက်တွေဆိုလို့ရှိရင်အဲ့ဒီနေရာတွေအထိသွားမယ်ဟိုသတင်းတွေယူမယ်စတန်တွေကောက်ကြမယ်ဒါကျမတို့အများကြီးလုပ်လို့ရတယ်ပေါ့နော်ဒီဓာတ်ပုံတွေဆိုလို့ကောင်းကောင်းဓာတ်ပုံကောင်းကောင်းနေနဲ့ဓာတ်ပုံဟိုရိုက်ရိုက်လို့ရမယ်ပေါ့နော်ဆိုရင်နိုင်ငံတကာလည်းတွေ့မယ်ဒါကျမတို့အများကြီးကုညီရထောက်ပံ့နေအများကြီးကျမတို့ချိတ်ဆက်ပြီးရနိုင်တယ်အခုဆိုလို့ရှိရင်ကျမတို့ဟိုဟိုစကိုင်းတရကြိုးရတာကမှကျမတို့မှာဟိုအသေးချာပြူပြဲပြီးကြည်ရတဲ့ဒီခန့်ဘောဝါခန့်မုံမုံဟိုဘယ်လိုပြောမလဲ ုံလေးနဲ့ဒါကျမတို့မြင်ရပြီးတော့ကျမတို့အလုံးဝမ်းနဲ့ရတယ်ပေါ့နော်ဆိုတဲ့အနေအထားမျိုးမှာရှိရပေါ့နော်ဆိုတော့ကျမတို့အဲ့ဒါအဲ့ဒါတွေကိုကြည့်ပုံရိပ်တွေကိုကြည့်မလားတရင်အချက်လက်တွေကိုကြည့်ချင်းအပြင်ကျမတို့နိုင်ငံဒီဘလောက်တောင်မှတရင်အမှောင်ချခံနေရလဲကျမတို့နိုင်ငံမှာရှိရတရင်ထောက်တွေဒီဘလို့ဘလောက်တောင်မှအဲတရင်အချက်လက်ရယူခွင့်မရှိဘဲနဲ့ပြင်ပမှာဘလို့နေထိုင်နေရလဲဘလို့အခက်အခဲရှိလဲဆိုတော့ဟာကဒီအခုဖြစ်တဲ့ဒီတဘာဝ BN ရဲ့ကာလမှာကျမတို့မျက်ဝါးထင်ထင်မြင်ရတာပဲပေါ့နော်ဆိုတော့ဟုတ်ကဲ့ ဟုတ်မှအဲ့လိုတဆက်သေးပဲပေါ့ကွတဆက်သေးပဲပေါ့နော်မှတော့မြန်မာနိုင်ငံရဲ့လက်ဆာပြောဆိုခွင့်နဲ့တိပိုင်ခွင့်တို့ရပိုင်ခွင့်တို့ရောဘယ်လောက်ထိအခြေအနေစိုးရနေလဲပေါ့နော်ဘယ်လောက်ယာကင်တော့တော့စိုးရနေပြီးတော့အမှတ်အနေနဲ့ပြောလို့ရမှာလဲပေါ့နော်ဟုတ်ကဲ့အာဒီလောလောဆာထုတ်ပေါ်ပြောဆိုခွင့်နဲ့ဒီသတင်းရယူခွင့်ကသတင်းဒီပေါ့နော် right to information သတင်းရပိုင်ခွင့်ရယူပိုင်ခွင့်ကတော့ကျတို့မြန်မာနိုင်ငံကအစိုးရအနေထားမှာရှိရယ်အစိုးရဆုံးအနေထားပေါ့နော်မှာရှိတယ်။ဘာကြောင့်လဲဆိုတော့ကျတို့က ဒီမြန်မာစစ်တပ်ကိုမကောင်းပြောတယ်မကောင်းပြောတယ်အာသူတို့လုံနေတဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့စန့်ကျင်ပြီဆိုတာ ਨੇ ဘယ်သူဘယ်ဝါဘာမှမခွဲကြဘူးသူတို့အကုန်လုံးကို နှိပ်စက်မယ်ဖိနှိပ်မယ်ဖမ်းမယ်အာခက်မကောင်းရင်အသက်ပေးရလိမ့်မယ်ပေါ့နော်ဆိုတဲ့အနေအထားမှာရှိရဲအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဟိုဒီမှာသူတို့ ဒီနိုင်ငံမှာနေထိုင်ရတယ်မြန်မာနိုင်ငံမှာနေထိုင်လို့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မကောင်းကြောင်တော့ကျွန်တော်တို့မှာပြောပိုင်권မရှိဘူးပေါ့နော်ဆိုတဲ့ကိစ္စမျိုးပဲကြောင့်လဲဆိုတော့အရှိမှလည်းကျွန်တော်တို့ဟိုဥပမာတွေအများကြီးဖန်ဆီးခံရခံလိုက်ရတဲ့ဥပမာတရကိုင်းဆိုထားပါတော့ကျွန်တော်တို့လျှက်စစ်မီကိစ္စမီးမလာလို့မီးမလာဘူးဆိုတဲ့ကိစ္စပြောတယ်ဒါဆိုလို့ရှိရင်ဒါကဟို ဂျီယိုတာမန်နေတူကကိစ္စလေးပြဿနာလေးပြဿနာပေါ့နော်ဆိုတော့ပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာမိမရမိမရဘူးနေတိုင်းမိမရအဲ့တော့မိမလာလို့မိမလာဘူးဆိုတော့ကိစ္စပြောထားတာတော့မှထောင်ဘလိုမျိုးနှိရှေချရခဲ့ရဘလိုနှိနှိပတ်နှိဆက်ခံရလဲဆိုတဲ့တာရက်ကပေါ့နော်အဲ့ဒါကိုကြည့်ချင်းအပြင်ဟိုဘလောက်ထိအစိုးရဆိုအနေထားလဲဆိုတဲ့ဟာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမထင်မထင်တလို့မျိုးအာဖိနှိပ်ခံရမယ်နှိဆက်ခံရမယ်လမ်းမှာတွေ့လို့ရှိရင် ဟိုဘာလို့မဆိုဖုန်းကိုယူစစ်နိုင်နေဒါတွေကကျွန်တော်တို့ဒီ၄နှစ်တာကာလကျွန်တော်တို့ခံခဲ့ရတဲ့ခံနေရလက်ရှိချိန်ထိရောခံနေရတဲ့ဟိုလူငယ်တွေဆိုရင်ပေါ်တာဆက်ခံရမယ်ဆိုတော့ကျွန်တော်တို့မှာအကုန်လုံးပေါ့နော်ဒီကျွန်တော်တို့လွတ်လပ်တယ်ဆိုတာလွတ်လပ်ထုတ်ဖို့ပြောဆိုခွင့်မှာမဟုတ်ကျွန်တော်တို့နိုင်ငံမှာရှိရပြည်သူတွေအကုန်လုံးရဲ့ လွတ်လပ်ပိုင်းခွင့်နေလွတ်လပ်တယ်ဆိုတဲ့အရာအားလုံးကမမမရှိတော့အားလုံးပျောက်ဆုံးသွားပြီပေါ့နော်ဆိုတော့ဟိုတကယ်ကိုအမောင်တို့ကြနေတဲ့အနေအထားမှာရှိရပေါ့နော်အဲ့ဒါအောင်မှာကျွန်တော်တို့ကဒီတဘာဝ BNL ရေထက်လာတယ်အဲ့တော့ဟိုပို့ပြီးတော့နိုင်ငံကပို့ပြီးစိုးလာပြီးစိုးလာပြီးတော့ပြည်သူလူထုတွေပို့ပြီးဒုက္ခရောက်နေရတဲ့အနေအထားမျိုးမှာရှိရပေါ့နော်ဆိုတော့အနေအထားပေါ့အဲ့တော့ပြောချင်တာကတော့အာလွတ်လပ်စွာထုတ်ဖို့ပြောဆိုခွင့်နဲ့ဒီတရင်အချက်လက်ရယူပိုင်ခွင့်ကတော့ကျွန်တော်တို့ကလုံးဝကိုလုံးဝအနှစ်ထိလုံးဝဘာမှကိုမရှိရအနေအထားမျိုးမှာရှိပါ ဟုတ်ကဲ့မှပြီးတော့ကျွန်တော်ဟိုစကောင်းဆောင်မင်းအောင်လိုင်ဒီဘန်ကောက်စီဝေးတက်တဲ့အားနဲ့ပတ်သက်မိချင်းပါမှာဒီစကောင်းဆောင်မင်းအောင်လိုင်ကပေါ့နော်တော့ဘန်ကောက်မှာပြုလုပ်တဲ့ဒီဘင်းဆက်စီဝေးကိုသူပြန်မဲ့ရက်ထက်ရှိတရက်စောပြီးကြိုပြန်သွားတာကိုအမနည်းနည်းဘာကြောင့်လို့ထင်ပါလဲမှာဟုတ်ကဲ့ဆိုတော့ကျမကတော့ဒီတမယိုးကြပဲစဉ်းစားလိုက်မယ်ဆိုရင်တော့ဟိုဒါကျမအမြင်ပေါ့နော်ကျမအမြင်အနေနဲ့ဆိုရင်တော့သူ့မှာဟို ခါတက်တဲ့နိုင်ငံတွေမှာလည်းဖိအားရှိတယ်လို့မျိုးကျင်းမာတဲ့နိုင်ငံဘောနော်သူ့ကိုဖိလိုက်ပြီးကျင်းမာတဲ့နိုင်ငံထိုင်းနိုင်ငံမှာလည်းဖိအားရှိရဲသူ့မှာလည်းဖိအားရှိရဲဘောနော်ဆိုတော့သူကတော့ဖိအားတွေဘာတွေကိုကျွန်မကတော့မှုမယ်မတင်ဘူးဟိုမျက်နှာပြောင်းတိုက်ပြီးတော့ဟိုဒီမှာနိုင်ငံတနိုင်ငံလုံးကတကယ်ကိုဟိုဒုက္ခပေးဘောနော်ဒီအသက်အနေရဲ့တနိုင်ငံလုံးကြီးပါအသက်အနေရဲ့ပြီးမှဒုက္ခရောက်နေတဲ့အနေအထားမှာသူကဒီ meeting meeting လာတက်တယ်ဘောနော်ဆိုတဲ့ဟာမျိုးပေါ့မျက်နှာပြောင်းတိုက်ပြီးတော့လာတက်တယ်ဆိုတော့အဲ့ဒါမှမှ ဟိုကျွန်တော်တို့ဒီထိုင်းပါလီမန်မှာဆိုလို့ရှိရင်လည်းဒီလွတ်တော်အမတ်တရားနေပြီးတော့ဆန္ဒပြကြတာတွေရှိရယ်အာအဲ့ဒီဟိုဒီမီတင်ပြင်ပမှာဆိုလည်းချို့တော့ဒီဆန္ဒပြမှုတွေ ဖြစ်ွားတာမျိုးတွေတွေ့ရတယ်ပေါ့နော်ပြီးရင်ဒီအဲအထဲမှာဆိုလို့ရှိရင်လည်းဒီဟိုထိုင်းလူငယ်တောင်းသားတွေပေါ့နော်ဒီလူငယ်တွေဒီဆန္ဒပြတာတွေပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်လည်းဟိုရှိရပေါ့နော်ဆိုတော့ဒါတွေကဟို PR တွေပဲပေါ့နော် PR တွေဆိုတော့ကျမထင်တာကတော့ဒီ PR တွေကြောင့်ဟိုဟိုစစောပြန်သွားတယ်လို့ကျမထင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ဒီဒီထိုင်းအနေနဲ့လည်းဒါကဟိုသူတို့နိုင်ငံမှာကျင်းပတဲ့ဟာမျိုးဒီလိုမျိုး ဒီထိုင်းလူမျိုးတွေကိုယ်တိုင်တော်မှာပေါ့เนาะဒီဟိုဒီလူသက်သမားမင်းအောင်လိုင်းဆိုတဲ့ဟာမျိုးပေါ့เนาะတေချာတည်းဝင်ဝင်အာတိပြီးတော့ဒီဆန္ဒပြမှုတွေစန့်ကျင်တာမျိုးတွေပေါ့เนาะဆိုတော့ဟိုဟိုအမတ်တွေကိုယ်တိုင်ရပေါ့เนาะစန့်ကျင်တာမျိုးဒါဆိုလို့ရှိရင်ဒါကဟိုဘယ်လိုပြောမလဲတကယ်ဟိုလူခုံတိတ်ခါနဲ့အညီပေါ့เนาะဒါကဟိုသူတို့ဒါဘယ်လိုပြောမလဲဒီ အာဘယ်လိုဆက်ကျင်ကြတာဗောနော်ဒါဒီဒီလူကိုဘာကြောင့်ဒီလူတသမားကိုဘာကြောင့်လက်ခံရလဲဆိုတဲ့ဟာမျိုးဗောနော်ဆိုတော့အာဒါမျိုးတွေ PR တွေအများကြီးရှိရယ်ဗောနော်ဆိုတော့ပြောချင်တာကတော့လာတက်တဲ့နိုင်ငံတွေမှာနေရာလဲ PR ပေးတာမျိုးရှိကောင်းရှိနိုင်တယ်လို့မျိုးထိုင်းနိုင်ငံအနေနဲ့ဖိတ်ကြားလိုက်တဲ့လူနိုင်ငံအနေနဲ့ကလည်း PR တွေရှိတာစနပြစနပြတာဖြစ်ပေါ်လာမျိုးရှိရအောင်เนาะဆိုတော့အာဆိုတော့အဲ့အဲ့ဒီအကြောင်းအရာတွေလည်းပါဝင်ပါလိမ့်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအမနောက်ဆုံးအနေနဲ့ပေါ့เนาะ ကျွန်တော်မိတဲ့မိကွန်းနဲ့မှာကြံခဲ့ရဖြစ်ဖြစ်အမနဲ့ဖေ့စ်ဘွတ်ပြောချင်တယ်မှန်းရှိရင်လည်းအမနဲ့ပြောကြပေးပါဦးခင်ဗျ။အာဟုတ်ကဲ့ဆိုတော့ကျွန်မနောက်ဆုံးပြောချင်တာကတော့ဒီအဓိကဒီကာလပေါ့နော်ဒီကာလဒီကျွန်တော်တို့တဘာဝဒီကျွန်တော်နိုင်ငံအနေနဲ့တဘာဝပေးအပ်နေရဒီမြင်းကလေးနဲ့ပေါ့နော်ဒီကြုံတွေ့နေရတဲ့ကာလအတွင်းမှာပေါ့နော်ကျွန်တော်တို့ဒီအာသတင်းအချက်လက်တွေကပို့ပြီးတော့ဟိုအမှောင်သတင်းအချက်လက် အမှောင်ချခံရတယ်ဆိုတာက ကျွန်တော်တို့ဒီတော်လန်ရေးလုံနေတဲ့အနေအထားမှာမဟုတ်ဘူးပေါ့နော်တဘာဘဝဘေးအနေရေကိုကျွန်တော်တို့ကြားရောက်လာတဲ့အခါမှာလဲကျွန်တော်တို့အားလုံးတိတိတသားထင်ရှားတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ဟိုဒါတွေအားလုံးဒီဒါတရားခံကတော့ဒါဒီဒီဟိုမြန်အောင်လိုင်းခေါင်းဆောင်နဲ့မြန်မာစစ်တပ်ရဲ့ဒီဟိုလောက်ရက်တွေအားလုံးကြောက်မယ်ပေါ့နော်မဟုတ်လို့ရှိရင်ဒါကျွန်တော်တို့အများကြီးကျွန်တော်တို့ဒီထက်ဟိုကျွန်တော်တို့ပြည်သူတွေဒီထက်အများကြီးအကူအညီတွေရနိုင်တယ်လို့မျိုးအခုဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လိုက်လीဟို လူတွေကျမတို့အိမ်ပေါ်မှာအိတ်လို့မရဘူးပေါ့နော်အပြင်ဘက်မှာပေါ့အပြင်ဘက်မှာနေရတယ်ပေါ့နော်ဒီချင်းောင်းနေထောင်ပြီးတော့မြေဟိုဒီမြေကြီးပေါ်မှာလမ်းမတွေပေါ်မှာတွေ့ရတယ်ပေါ့နော်ဆိုအမှန်တကယ်ဆိုလို့ရှိရင်ကျမတို့ဒါနိုင်ငံကတကယ်ဒါနိုင်ငံကောင်းတယ်ဒီအစိုးရကောင်းတစ်ခုဆိုလို့ရှိရင်ကျမတို့ဒီသူတို့ဒီလူလူအတွက်ပေါ့နော်ဒီဒုက္ခဒီဟိုဥစားတဘာဝဘေးကြောက်ရောက်တဲ့လူတွေအတွက်ကျမတို့အများကြီးစင်တာကြီးကျမတို့ချစ်ချင်းဟိုမိုဘိုင်းဖွင့်ရတော့မယ်လောက်ရတော့မယ်ကျမတို့လောက်စီရတယ်အများကြီးအများကြီးရှိရယ်ပေါ့နော်ဆိုတော့ အာဒါပေမဲ့အတားကြီးဘာမှမပြည့်မီတဲ့အပြင်ကိုဘယ်နိုင်ငံတကာရဲ့ဟိုဘယ်ထောက်ပံ့မှုတွေကလည်းဒါကတေးကြတဲ့ဟိုဟိုသွားဟိုဘာမှတည်မှာထိရောက်မှုရှိမှာလည်းမဟုတ်ဘူးပေါ့နော်ဒီမြန်မာစစ်တဲ့လက်အောက်မှာဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကျမကတော့ဒီနိုင်ငံတကာနဲ့ပေါ့နော်အခြားသောအဖွဲ့အစည်းတွေကိုပေါ့နော်ကျမဒီကနေပြောပြောချင်တာကတော့ဒီထိရောက်တဲ့ အာဒီတုံ့ပြန်မှုတွေပေါ့နော်အဓိကထိရောက်တဲ့ထောက်ပံ့မှုတွေနဲ့ကူညီမှုတွေဆိုလို့ရှိရင်တော့တကယ်မြေပြင်မှာပဲဖြစ်ဖြစ်နေဆက်မှာပဲဖြစ်ဖြစ်ပေါ့နော်တကယ်ပေးနိုင်တဲ့အဖွဲ့တွေပေါ့နော်ဥမာစကိုင်းဆိုလဲစကိုင်းမှာရှိရဲတကယ်အဖွဲ့စည်းရေးဒါအမုတ်ထိုင်းမှာရှိရဲထိုင်းဒီဘော်ဒါပေါ့နော်ဘော်ဒါမှာရှိရဲ့အဖွဲ့အစည်းတွေနဲ့တခြားချိတ်ဆက်ပြီးတော့နိုင်ငံတကာအဖွဲ့တွေအနေနဲ့ဟိုအထီရောက်တဲ့အကူအညီလုပ်တင်တယ်လို့ကျွန်မအနေနဲ့တော့ဟိုထင်တယ်ပိုးစားပေါ့နော်ဒီပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါမှာ ေးဇူးများတင်ပါတယ်ဒီစုခင်လန်ကပန်ဒရင်အစီအစဉ်မှာပါဝင်ကူညီဖြစ်ကြပေးတဲ့ကျေးဇူးများတင်ပါတယ်မဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ဒါကတော့နှစ်ပတ်တစ်ချိန်ထုတ်လွှင့်နေရဖြစ်တဲ့မြစည်းမရဲ့စုခင်လန်ကပန်ဒရင်အစီအစဉ်ကိုတင်ဆက်ထုတ်လွှင့်ပေးကြတာပါနောက်ပတ်တွေမှာဘလို့စိတ်ဝင်စားစရာအကြောင်းတွေကိုတင်ဆက်မလဲဆိုတာစောင့်မျှော်ကြည့်ရှုရင်းမြစည်းမပတ်တမများအလုံးဖက်စစ်စစ်သက်အနေကနေကင်းရှင်းပြီးတော့တဘောကဘေးအနေကနေကွင်းဝင်းကြပါလို့ဆုမကောင်းတောင်းပေးပါတယ်ပြန်ဆုံပါမယ်ခင်ဗျာ 真的见到看女吧。